င်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှမ်းမြောက်တွင်တိုက်လေရင်ဖြစ်ချနိုင်ခဲ့ဟု KIA အတည်ပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စစ်စခန်းသိမ်းခံရသည့်ကုတ်ခိုင်မြို့မြောက်ဖက်မိုင်30အကွာနန်းဖက်ကဒေသတွင်ယနေ့နေ့နဲ့လာရောက်ပုံချဲသည့်တိုက်လေရင်ကိုဖြစ်ချနိုင်ခဲ့သည်ဟုကချင်းတော်လှန်ရေးတပ်ကပြောပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်နန်းဖက်ကတွင်ဘုံလာကျဲသည့်စစ်ကောင်စီတိုက်လေရင်တစ်စင်းကိုယနေ့နေ့ပိုင်းတွင်ပြစ်ချနိုင်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် KIA ကယနေ့မွန်းလွဲပိုင်းတွင်အတည်ပြုပါတယ်။မြို့မြောက်ဖက်မိုင်30ခန်းအကွာရှိနတ်ဖက်ကရွာရှိချင်းလင်တရင်ခလာရအမှတ်123စခန်းကို KIA ကယမန်နေ့တွင်သိမ်းပိုက်ပြီးနောက်ထိုဒေသတဝိုက်တွင် KIA နှင့်စစ်တပ်အကြားတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။ယနေ့နဲ့တိုက်ပွဲများပြင်းထန်စွာဆက်လက်ဖြစ်ပွားနေစဉ်တိုက်လျင်ဖြင့်လာရောက်တိုက်ခိုက်ချိန်တွင်ပြစ်ချခဲ့ခြင်းဖြစ်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ ဘလို့ပုံစံနဲ့ဘလို့ကြာသွားလဲဆိုတဲ့အသေးစိတ်ကိုတော့မသိရသေးဘူးပြစ်ချတယ်လို့တော့ကြားပါတယ်ဂျက်ဖိုက်တာလို့တော့ပြောတယ်ဟုသူကပြောပါတယ်အသေးစိတ်အချက်လက်များကိုအတိမပြုနိုင်သေးတယ်လို့စစ်ကောင်စီကနှုတ်ဆက်နေစေဖြစ်ပါတယ်ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်ရှိရာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်လိုင်စာမြို့အနီးတွင်လည်းဇန်နဝါရီလကစစ်ရဟတ်ရင်တစင်းကိုပြစ်ချခဲ့ရာပြတ်ကျသွားကြောင်းဘုံမူကြီးနော်ဘူးကပြောထားပါတယ်ထိုစဉ်ကလည်းစစ်ကောင်စီဘက်ကတစုံတရာထုတ်ပြန်ခြင်းမရှိပါဘူး KIA သည်2021ဖေဖော်ဝါရီတွင် အယက်သားအစိုးရကိုဖြုတ်ချကအာဏာသိမ်းသည့်စစ်တပ်ကိုပြောင်ပြောင်တင်းတင်းဆန့်ကျင်ပြီးအခြားသောတော်လှန်ရေးအင်အားစုများကိုထောက်ပံ့ကူညီမှုများပြုလုပ်နေသည့်ဝိုင်းရတိုင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်ပါတယ်။ကချင်ပြည်နယ်နှင့်ဆက်ဆက်နေသည့်စကိုင်းတိုင်းအထက်ပိုင်းတွင်လည်း KIA ကအခြားသောဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်းကာစစ်ကောင်စီကိုတိုက်ခိုက်လျက်ရှိပါတယ်။စစ်ကောင်စီကလည်း KIA ဌာနချုပ်ရှိရာနိုင်စာမျိုးကိုထိန်းချုပ်နိုင်ရန်မြေပြင်ဝေဟင်အသုံးပြု၍အပြင်းထန်ကြိုးပမ်းနေတော်လဲယနေ့တိုင်အောင်မြင်မှုမရရှိသေးပေ ထိုအချိန်တွင် လေကြောင်းနှင့်အဝေးပြက်လက်နက်ကြီးကိုအသုံးပြု၍စစ်ကောင်စီကတိုက်ခိုက်နေရာအရတားအများပြားထိခိုက်သေးဆုံးသည့်ဖြစ်စဉ်ပြောင်း KIA ထိန်းချုပ်ဒေသတွင်ပေါ်ပေါက်နေပါသည်။အာနာသိန်းစာ2021မေ3ရက်ကလေးကကချင်ပြည်နယ်မုံမောက်မြို့နယ်မြို့တစ်နှင့်ကုန်းလောကြားအတွင်စစ်ရဟတ်ယာဉ်တစ်စင်းကို KIA ကပစ်ချနိုင်ခဲ့ပါသည်။ထို့သောပစ်ချခံခဲ့ရသဖြင့်လေတပ်မှစစ်အရာရှိ3ဦးဆုံးရှုံးသည်ဟုမေလ9ရက်နေ့သတင်းစာရှင်းလင်းပွဲတွင်စစ်ကောင်စီတာဝန်ရှိသူကထုတ်ဖော်ဝန်ခံခဲ့ပါသည်။ 2023နိုဝင်ဘာလအတွင်းကလည်းကယင်းဒီဒေတာကယားပြည်နယ်ဖရူဆိုမြို့နယ်အတွင်းတိုက်လေရင်တစင်းပြစ်ချခံခဲ့ရကလျင်မှုပုံမှုကိုတော်လန်ရေးအင်အားစုများကဖမ်းဆီးထားပါတယ်။ထို့တူ2023ဇူလိုင်ကလည်းကယင်းဒီဒေတာဘောလက်ခဲမြို့နယ်တွင်စစ်လေရင်တစင်းကိုဒေတာအခြေစိုက်တော်လန်ရေးအဖွဲ့ကပြစ်ချနိုင်ခဲ့ပါတယ်။အာနာသိမ့်ပြီး9နှစ်နီးပါးရှိချိန်တွင်စစ်ကောင်စီကိုနိုင်ငံအနှံ့ခုခံမှုများပို၍အရှိန်မြှင့်နေပါတယ်။တော်လန်ရေးအဖွဲ့များကရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကယင်းဒီဒေတာကယားပြည်နယ် ကရင်ပြည်နယ်တို့ရှိစစ်စခန်းရဲစခန်းရှာနှင်းချီသိမ်းပိုက်ထားနိုင်တယ်လို့နေဆက်ကုံသွဲရဲစခန်းနှင့်မြို့အချို့ကိုလည်းထိန်းချုပ်ထားနိုင်ကြပါတယ်။ဆက်လက်ပြီးအေအေနှင့်ရင်ဆိုင်တိုက်ပွဲတွေမှာစစ်တပ်ကစင်ကလျာဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။စစ်တပ်ရဲ့အမတ်ဆက်6ကာကွယ်ရေးပစ္စည်းထုတ်လုပ်ဆက်ယုံကပ္ပဆတ်76အနီးတိုက်ပွဲပြင်းထန်နေပြီးနေရီကံပြူဟာကိုလည်းပိတ်ဆို့တိုက်ခိုက်နေကြောင်းနဲ့တိုက်ပွဲများအတွင်စစ်သားအများအပြားကစင်ကလျာထွက်ပြေးနေကလက်နက်ချသူတွေလည်းရှိနေကြောင်း အရက်တက်တော် AA ကနိုဝင်ဘာ17ရက်မနေ့ညပိုင်းကသတင်းထုတ်ပြန်ပါတယ်။ပဲခူးတိုင်းပရာမြို့နယ်တဲကကပ္ပဆာ16အနီးညောင်ချိုးကျေးရွာလီလာတောင်ပဝင်းချင်းမကွေးတိုင်းငဖဲမြို့နယ်ကနေရီကံပြူဟာကုန်းအေယာဝတီတိုင်းတပေါင်းနယ်လေးမျက်နှာမြို့နယ်တွေမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကထွက်ပြေးသူအလံဖြူထောင်လက်နက်ချသူဖမ်းဆီးရရှိသူစုစုပေါင်း80ကျော်ရှိကြောင်း AA ကမနေ့ညပိုင်းမှာအသေးစိတ်ထုတ်ပြန်ပါတယ်။အေအေကစစ်တပ်ရဲ့ထိုးစစ်တွေကိုခုခံစစ်အဖြစ်တံပြန်ထိုးစစ်တွေနဲ့အကောင်ဆုံးတုံ့ပြန်နေတယ်လို့ဆိုပါတယ် တိုက်ပွဲတွေမှာစီရေးအရရှင်းနိုင်စွမ်းမရှိသလိုအတင်းအဓမ္မစစ်သားစုဆောင်ခံရတဲ့စစ်မှုထမ်းတင်းတန်းစင်းတွေဟာတိုက်ခိုက်လို့စိတ်မရှိပဲရှေ့တန်းကနေထွက်ပြေးနေကြပြီးအလံဖြူထောင်လက်နက်ချသူတွေလည်းရှိတယ်လို့ဖော်ပြထားပါတယ်။စစ်တပ်ရဲ့ရန်တွေချက်လုတ်တဲ့စက်ယုံကာပါစာ16အနီမှာနိုဝင်ဘာ၈ရက်ကနေ၁၀ရက်အတွင်းတိုက်ပွဲတွေမှာအမတ်၁၀စစ်စီရေးကိုကဲမှုဌာနချုပ်စကခတစိန်လက်အောက်ခံခမရ361ခမရ363တရင်တွေကနေ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးအထိရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဗရောင်မြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်နေတဲ့နောက်ထပ်နေရာဖြစ်တဲ့ညောင်ကျိုးကျေးရွာရဲ့အရှိတ်မီတာ2500အကွာပေ8200ကျော်ကလေလာတောင်ပဝင်းကျင်းအနီးတိုက်ပွဲတွေကနေလေစကခ30လက်အောက်ခံခမာရ368တရင်တခုတွေနိုဝင်ဘာလ10ရက်နဲ့9ရက်မှာအလံဖြူထောင်တက်ပြီးလက်ရဖန်စီရမိသူစုစုပေါင်း10ဦးရှိခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်နေရီကံပြူဟောက်ကိုလည်းအာရကတက်တော်နဲ့မဟာမိတ်တက်တွေကပိတ်ဆို့တိုက်ခတ်နေတာကြောင့် ဇာကာခ19လအောက်ခံဖြစ်တဲ့အမတ်ကိုစစ်မြေပြင်စေးတက်ရင်ကတကြက်တအူအလင်းဝင်လာတယ်လို့ထုတ်ပြန်ထားပါတယ်။အမတ်ကိုစစ်မြေပြင်စေးတက်ရင်ဟာရှမ်းပြည်နယ်တောင်ပိုင်းခိုလံမြို့မှာအခြေစိုက်ပြီးဇာကာခ19လအောက်ခံတရင်တွေနဲ့အတူနေရီကံပြူဟာခုခံစစ်အတွက်စစ်ကောင်စီကတာဝန်ပေးထားတာပါ။ဇာကာခ19မိုင်းပိုင်ရဲ့ကိုကဲမှုအောက်မှာရှိတဲ့အဲ့ဒီတက်ရင်ဟာအခုအခါနေရီကံပြူဟာကုန်းမှာအေအေရဲ့ဝင်းရံပိတ်ဆို့မှုကိုခံထားရတဲ့တက်ရင်တစ်ခုလည်းဖြစ်ပါတယ်။ စကကစကခုနှစ်ဟာနေရီကံပြူဟာခုခံစီအတွက်ဖီခဲ့တဲ့ဩဂုတ်လကစတင်ပြီးတက်မ69အစားရောက်ရှိလာတာဖြစ်ပါတယ်။စက်တင်ဘာလတိုက်ပွဲတွေမှာလည်းထိခိုက်သေးဆုံးသူတွေထွက်ပြေးသူတွေများပြခဲ့ပါတယ်။နိုဝင်ဘာ9ရက်မှာလည်းကပ္ပစ16အနီးရင်းဆိုင်တိုက်ပွဲတွေအတွင်းစကကတဆယ်လက်အောက်ခံခမရ363တရဲမှစစ်သားလေးဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ AA ကဖော်ပြပါတယ်။အီယာဝတီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကျေးရွာအနီးနဲ့လေးမျက်နှာမြို့နယ်ဆက်ဆက်ယူချင်းလေကျေးရွာအနီးပတ်ဝန်းကျင်မှာလည်း အေအေ၂စစ်ကောင်စီတိုက်ပွဲတွေဖြစ်နေပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ3ရက်ကနေနိုဝင်ဘာ9ရက်နေ့အတွင်းတိုက်ပွဲတွေမှာရှေ့တန်းကနေထွက်ပြေးလာလို့ဖမ်းမိထားသူ20ကျော်လက်နက်ချအလင်းဝင်ရောက်လာသူ20ကျော်ရှိတယ်လို့အေအေကအတည်ပြုထားပါတယ်။ဒါကြောင့်စစ်မြေပြင်တွေမှာအလင်းဝင်တာထွက်ပြေးတာအဖမ်းခံရတာစုစုပေါင်းစစ်သား80ကျော်ရှိနေပါတယ်။အလင်းဝင်ရောက်လာသူတွေဖမ်းဆီးခံရမိသူတွေအလုံးဒီပါဟာစစ်တပ်က2025ခုနှစ်အတွင်းအတင်းအဓမ္မစစ်မှုရန်ပေါ်တာဆွဲခြင်းခံခဲ့ရတဲ့ စစ်တင်နန်းစင်းတွေဖြစ်ကြပြီးအချို့မှာ၁၈နှစ်မပြည့်သေးသလိုအထက်တန်းတက်နေကြတဲ့တောင်းသားတွေလည်းပါတယ်လို့အေအေကထုတ်ပြန်ပါတယ်။အတင်းအာရမစစ်မှုတန်းစုဆောင်ခြင်းခံရသူစစ်တင်နန်းစင်းတွေအနေနဲ့ရှေတန်းစစ်မြေနယ်ပြင်အပါဝင်မြည်သည့်နေရာမြည်သည့်စစ်မြေနာပြင်မှာမစိုးအလံဖြူထောင်လက်နဲ့ချလို့ရတယ်လို့ဤဆက်ရကတဆင့်ဆက်သွယ်ပြီးအလင်းဝင်ရောက်နိုင်တယ်လို့လည်းအေအေကအတည်ပြုထားပါတယ်။လနဲ့ချအလင်းဝင်ရောက်လာတော့သူတွေကိုစစ်တုံးပန်းဥပဒေနဲ့အညီကောင်းမွန်စွာပြုစုစောင့်ရှောက်ထားတယ်လို့ဆိုပါတယ် တာပေါင်းနဲ့လေးမျက်နှာမျိုးနဲ့တင်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေသလိုမနေ့ညပိုင်းအတီစစ်တပ်ကလေကြောင်းကနေပုံကျဲနေပါတယ်။ဆက်လက်ပြီးရွှေဘိုမန္တလေးလမ်းပိုင်းတွင်စစ်တပ်အထိုင်ချနေသောနေရာနှင့်ကင်းပုံးကိုတိုက်ခိုက်မှုစစ်တပ်ဘက်ဒုတက်ခွဲမှုအပောက်ဝင်၄ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘိုမန္တလေးလမ်းပိုင်းတွင်အကြမ်းဖက်စစ်တပ်အထိုင်ချနေသောနေရာနှင့် ရင်ပုံကိုတိုက်ခိုက်ရာအကြံဖတ်စစ်တပ်ဘက်မှဒုတက်ခွဲမှုအပါအဝင်၄ဦးသေဆုံးခဲ့ကြောင်းရွှေဘုံမြို့နယ်ပကဖမတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ10ရက်နေ့ညနေ4:20မိနစ်ခန့်တွင်ရွှေဘုံမြို့တောင်ပတ်အထွတ်မုတ်ဦးတွင်အထိုင်ကျတပ်ဆွဲထားသောအကြံဖတ်စစ်တပ်တပ်မ33လောက်ခန့်စစ်ကြောင်းမှစစ်သား20ခန့်သည်ရွှေဘုံမန္တလေးလမ်းပိုင်းတာကနန်းရွာထိပ်တွင်ဝစ်ကျင်းချ၍အထိုင်ချနေစဉ်ဒေါ်လာရေးတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ထိုးထိုင်ချနေသောစစ်သားများကိုတော်လရင်တပ်ဖွဲ့များကအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲတနိုင်ခန့်ဖြစ်ပွားခဲ့ကစစ်တပ်မှအထိနာပြီးရှာတော်ကြီးရွာဘက်ကိုထွက်ပြေးသွားကြောင်းသိရပါတယ်။ထိုသို့ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက်တာကနန်ကြီးရွာအတွင်နေမည်ရှင်းလင်းမှုလှုပ်ဆောင်နေစဉ်တော်လရင်တပ်ဖွဲ့များနှင့်တာကနန်ရွာဖုံးကြီးကျောင်းအတွင်ဂင်းပုတ်ဝင်နေသောစစ်သားများထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်မဟုတ်ဦးဘက်တွင်တက်ဆွဲထားသောစစ်သားများကလည်း60မမလက်နက်ကြီး81မမလက်နက်ကြီးများဖြင့်ပစ်ခုပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် အဲ့ဒီတိုက်ပွဲမှာစစ်ခွေးတွေဘက်ကဒုတက်ခွဲမှုအပါဝင်၄ဦးသေဆုံးနေစစ်ခွေးထိခိုက်သေဆုံးတာထပ်တိုးရှိနိုင်ပါတယ်စစ်ခွေးတွေကိုမနက်စောပိုင်းမှာကားနဲ့လာကဲထုတ်သွားတာပဲသိရပါသေးတယ်ဟုရွှေပုံမြို့နယ်ပကဖမတာဝန်ရှိသူကပြောဆိုပါတယ်ရှင်းတိုက်ပွဲအတွင်းအကြံဖက်စစ်တပ်ဘက်မှဒုတက်ခွဲမှုအပါဝင်၄ဦးသေဆုံးပြီးပကဖရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ကြောင်း ထိုတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့မြို့နယ်ပကဖတာဝန်ခံဤစီမံကိုကဲမှုဖြင့်မြို့နယ် PDO တိုက်ခိုက်ရေးအဖွဲ့တိုက်နယ်1 135ပကဖတိုက်ခိုက်ရေးအဖွဲ့နှင့်နေမြေကန်ပကဖများကဖူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ထို့ပြင်ရွှေဘုံမြို့တောင်ဘက်ရှိရွှေဘုံမန္တလေးလမ်းပိုင်းကိုတလကျော်ကြာစစ်ကြောင်းထိုးနေသောအကြံဖက်စစ်သားများနှင့်တော်လန်ရေးတပ်ဖွဲ့များနိုဝင်ဘာလ6ရက်နေ့ကလည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးရွှေဘုံမြို့နယ်ပကဖအဖွဲ့ဝင်ရဲဘော်ခွနအူမြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းသိရပါသည် ကျွန်မတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်